ကဲအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီနေ့ဆွေးနွေးပေးခြင်းနဲ့ podcast လေးကတော့ marketing strategy တစ်ခုပဲဖြစ်ပါတယ်အဲ့ဒါလေးကတော့ကျွန်တော်ဘယ်ကနေ idea ရလဲဆိုတော့အခု single နိုင်ငံကိုတိတ်မကြသေးရင်ရောက်လာတဲ့ညီငယ်လေးတွေပေါ့နော်သူတို့တွေနဲ့သူတို့တွေနဲ့ကျွန်တော်နဲ့စကားပြောရင်းနဲ့သူတို့ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာလေးကိုကျွန်တော်ပြောပြတဲ့အကြောင်းအရာလေးပေါ့နော်အဲ့ဒါလေးကျွန်တော်လည်းသူတို့ဟိုနေထားလေးတွေပေါ့နော်အဲ့ဒါလေးရှင်းပြရင်းနဲ့ဖြစ်ပေါ်လာတဲ့အကြောင်းအရာလေးတခုပေါ့နော်အဲ့ဒါလေး တစ်ခုကိုကျွန်တော်ဆွေးနွေးပေးနေပါတယ်အဲ့တော့ podcast လေးကိုစရဲကြအောင်ပါနော်လုံးရဲရက်ကသူတို့ဒီပိတ်ရက်မှာပေါ့နော်သူတို့ဟော့ပေါ်သစားတာပေါ့နော်ဟော့ပေါ်သစားတော့သူတို့က မစားခင်မှာသူတို့ဒီ TikTok တို့ Facebook တို့မှာရှိတဲ့ဟိုပါဗောကျွန်တော်တို့ဒီစင်ဝင်နိုင်ငံကိုရောက်နေတဲ့မြန်မာ food blogger လေးတွေရှိတယ်သူတို့တွေကြောင်ညာတဲ့ဟာလေးကိုသူတို့ကြည်တာဗောနော်ကြည်ရင်လည်းဈေးကလည်းတက်နေဆိုသွက်စားကြတာဗောဒီ food blogger ညီလေးတွေကတော့သူကဒီဆိုင်ကိုကြောင်ညာတာတော့19ချက်90 19ချက်90ဗောနော်19ချက်90ဆိုတော့အပေါ်အဝါစားဗောနော်ဒီ Solomon ငါတို့ဘာလို့လဲပါတယ် နောက်တတိယပါလဲပါတယ်ရေကဲမှုလို့ပါလဲပါတယ်ဆိုပြီးတော့သူက19ရက်90ဆိုတော့တန်တယ်ပေါ့ဗျာအဲ့ဒါနဲ့သွားစားကြတာပေါ့သွားစားတော့ကိုလဲကြောက်သူတကယ်ချင်း9ရောက်လာမသိဘူးဗျာသူတို့သွားစားကြတယ်သွားစားကြရင်လည်းတကယ်တမ်းပတ်စံလဲရှင်းလဲရှင်းရောသူတို့အစိတ်30လောက်25ကျ30လောက်ပတ်စံပုံများနေတယ်ပေါ့လေပုံများနေတော့အဲသူတို့ကလည်းရောက်ခါသားတော့တိတ်တွေ့ဘူးမပြောတော့ဘူးဗျာဒီတိုင်းပဲပတ်စံရှင်းပြီးတော့ပဲပြန်လာလိုက်တာပေါ့အဲ့တော့အဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်ပြပြရင်လည်းကျွန်တော်လည်းပြပြတာပေါ့အဲ့ဒါကြတော့ သူကစိုင်းနေရလုပ်တဲ့ marketing strategy ရဲ့တခုပေါ့เนาะဒီ hot pot မှာလုပ်တာပေါ့အဲ့တော့စိုင်းနေရလည်းဒါကိုလုပ်တယ်ဆိုတော့သူကသူတို့စိုင်းဈေးသက်သာတယ်ဆိုတဲ့ဟာမျိုးတခုသူကလုပ်လိုက်တာပေါ့19ရက်90ဆိုတော့အဲ့လိုမျိုးနဲ့သူကလုပ်တာပေါ့စိုးစိုးတော့မြန်မာ food blogger ညီလေးတွေကလည်းသူတို့ကကြတော့ဗျာလူငယ်လေးလဲဖြစ်တဲ့အတွက်ဟိုသူထက်ငါပေါ့ celebrity ဖြစ်ချင်တော့လဲသူထက်ငါ attention ရှာပြီးတော့ဒါကို စကုတ်ချက်ကူးတဲ့နဲ့ဟုတ်ပေါ့အဝဘယ်မှာအဝစားလို့ရတယ်ဘာညာဆိုပြီးတော့တင်တာပေါ့ဗျအဲ့ပုံစံမျိုးပေါ့အဲ့တော့ဒါကဘလို့ဖြစ်နေလဲဆိုတော့စကုတ်ချက်90ဆိုတာသူတို့ကစိုင်နဲ့ဒီ food blogger ညီလေးတွေကဘာလို့မပြောထားလဲဆိုတော့သူက GST tab ဆိုတာရှိတယ်အခုပေါ့နော် GST 9%ရှိတယ်ဗျအစင်ကမာတော့9%ယူတယ်အဲ့9%နဲ့နောက် service charge က10%ကိုသူတို့ကထည့်မပြောထားဘူးထည့်မပြောထားဘဲနဲ့ ဒီဟော့ပေါ့တခါစားရင်19ရက်90ပဲဒါ ਉਹ ပဲသူက highlight လုပ်ပြီးတော့ပဲကြော်ညာတယ်ဒါကတော့ရွေးချက်ရှိရှိကြော်ညာတာပေါ့ဗျာဒါကချင်းထဲတယ်လို့လည်းပြောလို့လည်းရတယ်ပြောမပြောလို့လည်းရတယ်ပေါ့နော်ဒါကတော့သူကဖောင်ထဲကနေပြီးတော့သူကလူတွေရဲ့ဟို psychology တစ်ခုနဲ့လှည့်စားပြီးကြော်ညာတဲ့ပုံစံမျိုးပေါ့ဗျာဒါကိုလည်းဒီမြန်မာ food blogger ညီလေးတွေကလည်းသိတယ်သူတို့ကတော့ဗျာလူငယ်ဆိုတော့ attention လိုချင်တော့ဒါ ਉਹ ပဲ highlight လုပ်ပြီးတော့ကြော်ညာတာပေါ့ဗျာအမှန်တကယ်ဖြစ်တင်တာတော့ဒီဒီချာချာတော့ပြောတင်တာပေါ့19ချက်90ဟော့ပေါ့တစ်ခါစားရင်19ချက်90 ပြီးတော့ GST က9%ရှိတယ်။နောက် GST က9% service charge က10%အဲ့တော့ total ကြာမယ်ဆိုရင်ဟိုဘက်လောက်ကြာမယ်ဗျာ။1900ခန်းတော့1990အပေါင်း1900ခန်းတော့ဆိုတော့ဟိုဘက်ပေါ့23ကျက်နဲ့ပြား60လားမသိဘူးဆောင်းရကျွန်တော်တွက်ထားတယ်။အဲ့တော့24ကျက်ဒီဘက်လောက်ကြာအောင်မယ်။သူက19ကျက်90မှာကြာတော့ဒါ hopeful rate 19ကျက်90ကိုလဲသူက20ယူရမယ့်ဟာကို19ကျက်90ပဲယူလိုက်တယ်။အဲ့တော့20ဆိုလို့ရှိရင်20တက်19ကျက်90ဆိုတော့သူက တူတူပဲလေ rate ကတူတူပဲဒါပေမဲ့ဒါပေမဲ့ဆိုတာ16ချက်90ဆိုတော့လူတွေစိတ်ထဲမှာ16ချက်90ဆိုတော့တက်တာတယ်ပေါ့ဗျာအမှန်တော့မဟုတ်ဘူးသူက20ယူထားတာဗျာ20နီးပါးလောက်ယူထားတာပဲဒါပေမဲ့စောစောလုံးကစောစောလုံးကဒီ GST 9%နဲ့9%နဲ့ service charge 10%ကိုလည်းသူကထည့်မပြောထားဘူးပေါ့ဗျာအမှန်တကယ်တော့ဒါပါပြောပြီးတော့ကြော်ညာရင်တော့ပိုကောင်းတာပေါ့ဗျာလူတွေလည်းစားတဲ့လူတွေလည်းရှင်းရှင်းလင်းလင်းနဲ့တည်ပြီးစားရတာပေါ့ သူကအစလေးကတည်ရောပူကောင်းတာပေါ့ဗျာအခုတော့စားပြီးတောက်ပြီးတော့မှပေထွက်လာတော့မှဒါမျိုးတွေ့တယ်ဆိုတော့မသိတဲ့လူကြတော့အာဒါငါတို့ကျင်းထဲ့တယ်လို့ပါလို့ဖြစ်ကုန်ကြတာပေါ့ဗျာအဲ့တဘောမျိုးအမှန်တကယ်တော့သူတို့ကျင်းထဲ့တာတော့မဟုတ်ဘူးသို့တော့ကျင်းထဲ့တဲ့ပုံစံမျိုးနဲ့လူတွေကို psychology တစ်ခုနဲ့ဖောင်နေရနေလှည့်လာတာပေါ့ဗျာသူတို့ကတော့ပြောမှာပေါ့အာဒါကတော့မင်း cyber စားလို့ရှိရင်တော့ GST 9%နဲ့စားပြီးချက်ချက်ကတော့မင်းပေးရမှာပဲလေဒါကတော့မင်းတိထားမယ် သိထားမှာပဲဆိုပြီးတော့သူတို့ကတော့ပြောမှာပေါ့ဗျာဟုတ်ပါလေဒါလည်းသူတို့ပြောတာလည်းမှန်ပါလေသို့တော်အစရရပေါ့ဗျာကြော်ညာတဲ့နေရာမှာကို celebrity เนาะကိုဒါကို attention ယူခြင်းနဲ့စိတ်တော့ရှိတာပေါ့သို့တော်ဒါပေမဲ့လေတိတိကျကျလေးပြောပြီးကြော်ညာရင်တော့ပူကောင်းတာပေါ့ဗျာအဲ့တော့အစားတဲ့လူတွေလည်းအစရရကြိုတင်ပြီးသိရဟုတ်လေစကိုးချက်90မှန်တယ်သို့တော် GST က9%ရှိတယ်စားပေးကြချက်က10%ရှိတယ်ဆိုတော့အစရရသူတို့ကြော်ညာထားလိုက်လို့ရှိရင်တော့ပူကောင်းတာပေါ့ဗျာဒါကတော့ပူဖြစ်တင်တာပေါ့ဗျာ ဲ့သဘောမျိုးပေါ့ဘာလို့လဲဆိုတော့စင်ကူမှာသူကကျွန်တော်တို့ပြည်စည်းတွေပါတွေဘာပဲဝယ်ဝယ်အင်ဂျီဘက်ဝယ်ဘောင်းဘက်ဝယ်သူက GST rate ကသူကတခါတည်းဟိုသာထည့်ထားပြီးသားပေါင်းထားပြီးသားပေါ့နော်ဥမာအပြည့်စားဒီကျွန်တော်တို့စူပါမားကတ်တွေသွားလို့ရှိရင်သူကအင်ဂျီတစ်ထည့်တော့20ဆိုလို့ရှိရင်အဲ့ဒါ GST ပါပြီးသားပါပြီးသားဘောင်းမီတစ်ထည့်30ဆိုလို့ရှိရင်အဲ့ GST ကပါပြီးသားအဲ့သဘောမျိုးပေါ့နော်စင်ကူရဲ့သူ့ရဲ့ဒီဟိုပါပေါ့အခွန်ဟိုဟာတခုရဒါကိုသူကထည့်ပေါင်းပြီးတော့ယူရတယ်ဆိုတော့ရဲ့ policy ကသူ့မှာရှိပြီးသား အဲတချို့ဒီအမေရိကန်နိုင်ငံတို့ဘောင်းလည်းတော့မတူဘူးဗျအမေရိကန်နိုင်ငံတို့ဘောင်းတို့ကြတော့သူက state ကအများကြီးဖြစ်နေတာ state ကအများကြီးဖြစ်နေတဲ့အတွက်သူတို့ပစ္စည်းတစ်ခု ကိုကြော်ညာရဘာဖြစ်ကြော်ညာလို့ရှိရင်သူကအဲ့ဒီအပေါ်မှာသူကတက်တက်ဒီပြည်နယ်ပြည်နယ်တစ်ခုနဲ့တစ်ခုကသူကအခွန်နေနှုံးနေမတူဒါအမေရိကန်တို့ဘောင်းမှာကြတော့မတူတဲ့အတွက်သူကဒီပစ္စည်း item တွေမှာသူကအခွန်ကိုထည့်မတွက်ထားဘူးဒါသူ့ရဲ့ policy ကသူကသူကဟိုပါပေါ့ clear ဖြစ်တယ်လေဘာလို့လဲဆိုတော့ အစတည်းကသူကအခွန်ကိုကိုယ့်အကူထဲပေါင်းဆိုတဲ့ပုံစံမျိုးနဲ့ပြောထားတာအမေရိကန်မှာကြတော့ဒါပေမဲ့အမေရိကန်မှာအင်ဂျင်တရယ်ဝယ်20ဆိုတာ20 20ရဲ့ကိုကဘယ်ပြည်နယ်မှာဥပမာအဖြစ်ချီကာဂိုလိုဘာလို့မှာဝယ်မယ်ဆိုလို့ရှိရင်20အပေါင်းအဲ့ဒီမှာရှိတဲ့ rate ပေါ့နော်ဒါပေမဲ့ဥပမာ800ခန်းလုံးယူလို့ဆိုရင်တော့အဲ့ဒီ20အပေါင်း800ခန်းလုံးနဲ့တွက်တဲ့ rate ပေါ့နော်အဲ့ဒါပတ်စံရှင်းလိုက်လို့ရှိရင်အဲ့ဒီ rate တိုင်းပေးရတော့မှာပေါ့ဗျာသူက20အပေါင်းသူ့ရဲ့ percentage ပေါ့သူ့ရဲ့ GST ပေါ့နော်အဲ့ဒီပြည်နယ်ပြည်နယ်ရဲ့ GST ကိုပေးရမှာပေါ့ဗျာအဲ့ဒီပုံမျိုးပေါ့ တို့တော့ clear ဖြစ်တယ်ဒါပေမဲ့စီမံမှာကြတော့သူကတတ်မှတ်ထားတဲ့ policy ကတော့ဘာပဲဝယ်ဝယ်ဘာပဲဆက်စားသူက GS ကပါပြီးသားအဲသို့တော့ဒီ hotpot မှာကြတော့သူက cycle တစ်ခုနဲ့သူက hotpot တစ်ခုတည်းကိုကြတော့သူက GS ကိုထည့်မတွက်ဘဲနဲ့သူကကြော်ညာတာပေါ့ဗျာပြောမှဆိုတော့သူကလူတွေကို psychology တစ်ခုနဲ့ marketing strategy တစ်ခုနဲ့လှည့်စားလိုက်တာပေါ့ဗျာအမှန်တကယ်တော့ဒါကတော့ဟို စားတဲ့လူတွေနဲ့သူတို့ဆိုင်နေအဆင်ပြေနေတော့လည်းပြင်နေကြတာပေါ့ကျွန်တော်တော့ဒါလေးကိုသူတို့ရှင်းပြတာပေါ့နော်အဲ့ဒီဘောလေးပါအဲ့ဒါလေးကိုကျွန်တော် ပြောပြချင်ပါတယ်အဲ့တော့ကျွန်တော်တို့ဟိုကြော်ညာတဲ့လူကလည်းအစတွေကနော်ပြပြတသားနော်တိတိကျကျလေးရှင်းရှင်းလင်းလင်းလေ့ကျင့်ကြထားလို့ရှိရင်စားတဲ့လူတွေလည်းစိတ်စနိုးစနောက်မဖြစ်ဘဲနဲ့စားတော့ဗျာအခုတော့စားပြီးတော့မှပဲဟိုဘေးထွက်လာတော့25ကျ30ပုံများနေတော့သူတို့လည်းနည်းနည်းလေးတော့ဟို feature တဲ့ဟာလေးတော့ရှိအောင်ဗျာ ဲ့သဘောလေးပါအဲ့လိုကျွန်တော်ပြောနေပါတယ်အဲ့တော့ဒီ podcast လေးကိုစောင်းဒီကြည့်ပြီးတဲ့တယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်ကဲနောက်တဲ့ podcast မှာပြန်တွေ့ကြမယ်အားလုံးကျေးဇူးတင်ပါတယ်